မင်္ဂလာပါခင်ဗျာနားဆင်သူပရိသတ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ဥစွာဆုတောင်းမေတ္တာပို့သလိုက်ပါရယ်ဒီကနေ့ဇွန်လ20ရက်နေ့ရက်နိုင်ငံတကာထိတ်တန့်စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုအသေးစိတ်ကြေကြေပြန့်ပြန့်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်ကမ္ဘာတဝန်းလုံးမှာဘလို့တူခြားတဲ့ဖြစ်စဉ်တွေဘလို့အပြောင်းလဲတွေဖြစ်ပျက်ခဲ့လဲအဲ့ဒီဖြစ်ပျက်တွေကကျွန်တော်တို့ဘဝတွေကမ္ဘာအနာဂတ်အပေါ်မှာဘလို့တက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုအတူတူဆွေးနွေးသုံးသပ်ရင်းနဲ့နားဆင်ကြအောင်ဗျာ ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကတော့ယူကရိန်းစစ်ပွဲအရှေ့ပိုင်းဒေသတိုက်ပွဲတွေအရှိန်မြင့်လာတာနဲ့အနောက်နိုင်ငံတွေရဲ့စီးရီးအကူအညီတွေစင်ဆက်မပြတ်ရှိလာတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကမ္ဘာနိုင်ငံရေးမှာအပူနွေးဆုံးနဲ့အရေးကြီးဆုံးကိစ္စရဖြစ်တဲ့ယူကရိန်းရုရှားပဋိပက္ခအကြောင်းကိုအသေးစိတ်ဆွေးနွေးချင်ပါတယ်ဒီကနေ့ဇွန်လ20ရက်နေ့မှာတော့ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်စီးရီးသုံးသက်သူတွေကတော့ဒီဒေသတွေဟာ နှစ်ဖက်စလုံးအတွက်အဓိကအားပြန်ရမြေပြင်တိုက်ပွဲအမှတ်အဖြစ်ရှိနေစေလို့ဆိုပါရယ်မြေပြင်တိုက်ပွဲအခြေအနေနဲ့ထိခိုက်မှုတွေအကြောင်းကိုလည်းပြောပြပေးခြင်းပါရယ်ယူကရိန်းစစ်ဘက် General Staff ရဲ့နေ့စဉ်ထုတ်ပြန်ချက်တွေအရဒွန်ဘတ်ဒေတာအတွင်းကမြို့ကြီးတွေဖြစ်တဲ့ဘတ်မွတ်အာဒီယီဗကာနဲ့မိုင်းကာရိုရဲ့အနီးအနားမှာရှိတဲ့ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေကြားမှာပြင်းထန်တဲ့အပြန်အလှန်ပစ်ခတ်မှုတွေနဲ့လက်နက်ကြီးတွေအသုံးပြုပြီးတော့တိုက်ခိုက်မှုတွေအရှိန်မြင့်တင်ခဲ့တယ်လို့ဖော်ပြထားပါတယ် ဗန်မွတ်ဒေတာကတော့လာပေါင်းများစွာကြာမြင့်ခဲ့တဲ့အပြင်းထန်တိုက်ပွဲတွေကြောင့်လုံးဝနေပါပျက်စီးခဲ့ရတာကိုကျွန်တော်တို့သိပြီးသားပါအခုလည်းဒီဒေတာမှာရုရှားရဲ့ဘက်ကနေနောက်ထပ်ဒိုးစစ်တွေဆင်နွှဲဖို့ကြိုးပမ်းနေတာကိုတွေ့ရပါတယ်ဒါပြင်ရုရှားဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဒုံးကျည်နဲ့ဒရုန်းတွေအသုံးပြုနေတဲ့တိုက်ခိုက်မှုတွေဟာယူကရိန်းနိုင်ငံရဲ့တခြားမျိုးကြီးတွေအထိဆက်လက်ပြင်းထန်ထားနေစေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ခါပကိနဲ့နီပရိုဒေတာတွေမှာရုရှားရဲ့ S300 အမျိုးအစားမြေပြင်ဝေဟင်ဒုံးကျည်တွေနဲ့အီရန်လို့ရှာဟီဒုံးတွေကိုအသုံးပြုပြီးတော့ပြစ်ခတ်ခဲ့တာကြောင့်အရက်သားအဆောက်အုံတွေနဲ့အခြေခံအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံအာဏာပိုင်တွေကအစိုးရခံပါတယ်။ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ်တွေကတော့ဒရုန်းအများစုကိုကြားပြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပေမဲ့လည်းတချို့ဒုံးကျည်တွေကတော့ပြင်းမှတ်ကိုထိမှန်ခဲ့တာကိုတွေ့ရပါတယ်။ဒါဟာစစ်ပွဲရဲ့အကျိုးဆက်အနေနဲ့အရက်သားတွေရဲ့ဘဝလုံခြုံမှုဟာနေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ပြဿနာကိုပြသနေပါတယ်။အနောက်နိုင်ငံရဲ့စီးရေးအကူအညီတွေမြင့်တက်နေတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်။ဒီလိုတိုက်ပွဲတွေပြင်းထန်ချိန်မှာပဲယူကရိန်းကိုထောက်ခံနေတဲ့အနောက်နိုင်ငံတွေရဲ့စီးရေးအကူအညီတွေဟာလည်းစဉ်ဆက်မပြတ်ရောက်ရှိနေသေးပါပဲ။ဒီကနေ့ဇွန်လ20ရက်နေ့မှာတော့အမေရိကန်ပြည်ထောင်စုကယူကရိန်းအတွက်နောက်ထပ်ဒေါ်လာ385တန်းတန်ဖိုးရှိတဲ့စီးရေးအကူအညီတစ်ခုထောက်ပံ့ပေးဖို့ကြေညာခဲ့ပါတယ်။ပင်ဒကွင်းရဲ့ထုတ်ပြန်ချက်တွေအရ ဒီအကူအညီတွေထဲမှာယူကရိန်းအတွက်အရေးပါတဲ့ high mobility artillery rocket system တွေအတွက် နောက်ထပ်ဒုံးကြီးတွေ155 mm အမြောက်ကြီးတွေရုရှားတင်ကားတွေကိုထိတိယောက်ယောက်တိုက်ခိုက်နိုင်တဲ့ javelin တင်ကားဖြင့်လက်နက်တွေနဲ့ခြေလင်တပ်သားတွေအတွက်အသုံးပြုတဲ့ Vatalay Infantry Fighting Vehicle တွေအတွက်ကြီးစံနေပါဝင်တယ်လို့သိရပါတယ်။ဒါဟာယူကရိန်းရဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုမြင့်တင်ဖို့နဲ့ရုရှားရဲ့ထိုးစစ်တွေကိုကာကွယ်ဖို့အတွက်အမေရိကန်ရဲ့ခိုင်မာတဲ့ဂတိကဝတ်ကိုပြသနေတာပါ။ ဒါပြင်ပြင်သစ်နိုင်ငံကလည်းယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပုံမအကောင်းလာစေဖို့အတွက် SCMPT မန်ဘလေကြောင်းကာကွယ်ရေးစနစ်တည်းရဲ့အပေါ်ပစ္စည်းတွေနဲ့ SCAMP လေကြောင်းပစ်ကရုတ်တုံးကြီးတွေကိုထမ်းမှန်ပေးဖို့မဲ့အစီအစဉ်တွေကိုအတည်ပြုခဲ့ပါတယ်။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရန်ကတော့ပြင်သစ်အနေနဲ့ယူကရိန်းကိုရေရှည်ထောက်ခံသွားမှာဖြစ်ကြောင်းဥရောပရဲ့လုံခြုံရေးအတွက်ယူကရိန်းရဲ့အနာဂတ်ဟာမရှိမဖြစ်အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂအနေနဲ့လည်း ယူကရိန်းကိုစစ်ရေးရောဗန္နာရေးအရပါဆက်လက်ထောက်ခံသွားမယ့်အစီအစဉ်တွေကိုဆက်လက်ဆွေးနွေးနေတာကိုတွေ့ရပါတယ်။စစ်ပွဲရဲ့အနာဂတ်နဲ့တန်တမာရေးရရဲ့အလားအလာကိုလည်းပြောပြပေးခြင်းပါတယ်။စစ်ပွဲဟာဘယ်တော့မှပြီးဆုံးမလဲဆိုတာကိုကမ္ဘာပြည်သူတွေအားလုံးစိတ်ဝင်တစားနဲ့စောင့်ကြည့်နေတဲ့မိကုန်းပါ။ဇွန်လ20ရက်နေ့အထိကတော့ငញ្ញန်ကြီးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးထိရောက်တဲ့တိုးတက်မှုမျိုးမရှိသေးပါဘူး။ရုရှားရဲ့ဘက်ကတော့ယူကရိန်းနိုင်ငံတချို့ကိုသိမ်းပိုက်ထားစေဖြစ်ပြီးတော့ယူကရိန်းရဲ့ဘက်ကလည်း နေမည်အစုံအလင်ကို ပြန်လည်သိမ်းယူဖို့အပြင်းအထန်ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။နိုင်ငံကကောင်းဆောင်တွေကတော့စစ်ပွဲကိုအတက်နိုင်ဆုံးအမြန်ဆုံးနဲ့အဆုံးသတ်ဖို့တန်တမာနီလနဲ့ကြိုးပမ်းနေကြပြီမြဲ။နှစ်ဘက်စလုံးရဲ့သဘောထားတွေကတော့ဝေးကွာနေသေးပါပဲ။ဆက်လက်ပြီးတော့ အရှိအလေပိုင်းဂါဇာအပြစ်ခံရဲစေးရေးဖိအားနဲ့အီရန်ရဲ့နျူကလ িয়ার စစ်ဆေးမှုတွေအကြောင်းကိုပြောပြပေးခြင်းပါတယ်။အရှိအလေပိုင်းဒေသတွေမှာလည်းဇွန်လ20ရက်နေ့မှာတင်းမာမှုတွေနဲ့ မျောလင့်ချက်တွေရောထွေးနေတဲ့နေ့တနေ့ပဲဖြစ်ပါတယ်အထူးသဖြင့်ဂါဇာကမ်းမြောင်ကအခြေအနေတွေဟာနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ဂါဇာအပြစ်ခံရဲစေးရဲ့အတွက်နိုင်ငံတကာဖိအားတွေဒီကနေ့မှာတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာဂါဇာမှာချက်ချင်းအပြစ်ခံရဲစေးဖို့တစားကန်အားလုံးကိုကျွန်းချက်မရှိပြန်လွတ်ပေးဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုအပြည့်အဝပေးအပ်ဖို့တောင်းဆိုထားတဲ့ အမေရိကန်ကတင်သွင်းတဲ့ဆုံးဖြတ်ချက်မူကြမ်းကိုမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေတယ်လို့ကုလသမဂ္ဂတန်တမန်သတင်းရင့်မြစ်တွေကဖော်ပြခဲ့ပါတယ်။ဒီမူကြမ်းဟာပြီးခဲ့တဲ့ရက်သက်တပတ်တည်းအတွင်းမှာကာတာ၊အီဂျစ်နဲ့အမေရိကန်တို့ရဲ့ကြောင်းဝင်စီစဉ်မှုတွေကနေထွက်ပေါ်လာတာဖြစ်ပြီးတော့နှစ်ဖက်စလုံးအနေနဲ့ဒီအဆိုပြုချက်ကိုအလေးနက်ထားစဉ်းစားကြဖို့နိုင်ငံတကာအတိုင်းဝိုင်းကဖိအားပေးနေပါတယ်။ဂါဇာကမ်းမြောင်မှာဖြစ်ပွားနေတဲ့ပရိပခါဟာအရက်သားတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုအကြီးအကျယ်ထိခိုက်နေပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးယုံ OCHA ရဲ့ထုတ်ပြန်ချက်အရဂါဇာကမ်းမြောက်မှာစာနာရိတ်ခါရေတန့်စေဝါတွေအကြီးအကျယ်ပြက်လက်နေပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလိုအပ်နေသူပေါင်းသိမ့်နဲ့ရှိပြီးတော့ရှိနေတယ်လို့သိရပါတယ်။ဈေးရုံတွေကလည်းလုပ်ငန်းလည်ပတ်ဖို့ခက်ခဲနေပြီးတော့ယောဂကူးစက်မှုတွေဖြစ်ပွားနိုင်ကြလေမြင့်မားနေပါတယ်။ဒါကြောင့်အပြစ်ကရစေရင်နဲ့အကူအညီပေးရေးလမ်းကြောင်းတွေကိုဖွင့်လှစ်နိုင်ဖို့ဟာအရေးကြီးလိုအပ်နေပါတယ်။ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ IAEA ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတစ်ချိန်တည်းမှာပဲအရှိအလေပိုင်းရဲ့အဓိကနိုင်ငံရေးသမားတအုပ်ဖြစ်တဲ့အီရန်နိုင်ငံက၎င်းရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့ပုံမှုပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့ပါတယ်။ IAEA အကြီးအကဲတအုပ်ဖြစ်တဲ့ Rafael Grossi ကအီရန်ဟာသူတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေမှာရခင်ကဖြုတ်သိမ်းခဲ့တဲ့ကင်မရာတွေနဲ့စောင့်ကြည့်ကိရိယာတချို့ကိုပြန်လည်တက်ဆင်ခွင့်ပြုမယ်လို့ကြေညာပြုခဲ့တယ်လို့ ဗီယက်နာမ်သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒီသဘောတူညီချက်ဟာအီရန်ရဲ့နျူကလ িয়ার လှုပ်ရှားမှုတွေအပေါ်မှာနိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေကိုအတိုင်းအတာတစ်ခုထိချောရှားနိုင်မယ်လို့မျှော်လင့်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကနိုင်ငံတကာရဲ့အာရုံစိုက်မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုပြစ်ပေါ်စေခဲ့ပါတယ်။ဒီလို IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတော့အနာဂတ်မှာနျူကလ িয়ার သဘောတူညီချက် JCPOA ပြန်လည်အသက်ဝင်လာဖို့အတွက်အကောင်းဘက်ကလက္ခဏာတစ်ခုလို့နိုင်ငံတကာတန်တမာတွေကဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့လည်းအီရန်ရဲ့ဒေတာရင်ဩဇာလွှမ်းမိုးမှုနဲ့ဒုံးကျည်အစီအစဉ်တွေကတော့အနောက်နိုင်ငံတွေရဲ့စိုးရိမ်ပူပန်မှုတွေအဖြစ်ဆက်လက်တည်ရှိနေသေးပါပဲ။ကဲနိုင်ငံရေးရာကိစ္စရဲ့ဒီအပြင်ကမ္ဘာရေးရာအခြေအနေကိုလည်းကြည့်လိုက်ရအောင်။ကမ္ဘာစီးပွားရေးငွေကြေးဖောင်းပွားမှုဖိအားနဲ့ဤပညာစတော့ရှယ်ယာတွေရဲ့ခိုင်မာမှုအကြောင်းကိုပြောပြပေးခြင်းပါတယ်။ဇွန်လ20ရက်နေ့မှာတော့ကမ္ဘာစီးပွားရေးဟာမြန်မာနေစေဖြစ်တဲ့ငွေကြေးဖောင်းပွားမှုနဲ့အဓိကပဟုပန်တွေရဲ့မူဝါဒဆုံးဖြတ်ချက်တွေကြားမှာရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ ကမ္ဘာစီးပွားရေးပညာရှင်တွေကတော့လက်ရှိအခြေအနေကိုစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ကာလအဖြစ်သတ်မှတ်ထားကြပါတယ်။ငွေကြေးဖောင်းပွားမှုနဲ့ဗဟိုဘဏ်ရဲ့မူဝါဒတွေဟာဒီကနေ့မှထွက်ပေါ်လာတဲ့အမေရိကန်ဗဟိုဘဏ်ရဲ့နောက်ဆုံးရမူဝါဒအစည်းအဝေးမှတ်တမ်းတွေအရဗဟိုဘဏ်အရာရှိအများစုဟာငွေကြေးဖောင်းပွားမှုပန်းတိုင်းနှိယာကိုင်းနှုန်းကိုမရောမချင်းအတိုးနှုန်းကိုဆက်လက်ထိန်းချုပ်ဖို့ဒါမှမဟုတ်ထပ်မံတိုးမြှင့်ဖို့လိုအပ်နိုင်တယ်လို့သဘောထားမှတ်ချက်ပေးခဲ့ကြတယ်လို့ Bloomberg News ကဖော်ပြခဲ့ပါတယ်။ ဒါဟာဘဝပန်အနေနဲ့ငွေကြေးဖောင်းပွားမှုကိုဒင်းချုံနိုင်ဖို့အတွက်ခိုင်မာတဲ့မူဝါဒတွေကိုဆက်လက်ကျင့်သုံးသွားမယ်ဆိုတဲ့သဘောကိုပြသနေပါတယ်။ဒီသတင်းကြောင့်ပဲဒေါ်လာငွေတန်ဖိုးဟာအခြားသောအ धिक ငွေကြေးတွေနဲ့ရှင်လိုက်ရင်အနည်းငယ်မြင့်တက်နေခဲ့ပါတယ်။ဒါပေမဲ့ American Stock ဈေးကွက်မှာတော့ Dow Jones Institute ရဲ့ Average ကအနည်းငယ်ကျဆင်းခဲ့ပြီးတော့ယင်းနေ့မြို့နယ်သူတွေဟာဘဟုပန်ရဲ့မူဝါဒအပေါ်မှာစိုးရိမ်စိတ်တွေရှိနေသေးပါပဲ။ဒါပေမဲ့ Nasdaq ကွန်ပိုဆိုင်ကတော့နေပညာ Stock Share ရဲ့ဥဆောင်မှုနဲ့ အနှဲငယ်မြင့်တက်နေကြရတာကိုတွေ့ရပါတယ်။ဒါဟာယင်းနေမြို့နယ်သူတွေဟာစီးပွားရေးကြဆင်းမဲ့အန္တရာယ်ကိုစိုးရိမ်နေပေမဲ့ဤပညာကဏ္ဍမှာတော့ခိုင်မာတဲ့ကြီးထွားမှုကိုပြသနေတာကိုပြပါတယ်။ဤပညာကဏ္ဍရဲ့ဥဆောင်မှုနဲ့စီးပွားရေးမောင်းနှင်အားလက်ရှိကမ္ဘာစီးပွားရေးမှာညာရီတု AI ကဏ္ဍရဲ့တိုးတက်မှုဟာအမှန်ကန်ပါပဲ။ AI ချစ်ထုတ်လုပ်သူကုမ္ပဏီကြီးဖြစ်တဲ့ Nvidia အပါအဝင် Microsoft နဲ့ Google, Alphabet စတဲ့ဤပညာကုမ္ပဏီကြီးတွေရဲ့စတော့ဈေးနှုန်းတွေဟာ ဆက်လက်ခိုင်မာနေတဲ့အနေအထားကိုပြသနေပါတယ်။အထူးသဖြင့် Nvidia ရဲ့ဈေးကွက်တန်ဖိုးဟာမကြသေးခင်ကမှအပဲကိုတောင်မှကျော်ဖြတ်ပြီးတော့ကမ္ဘာဈေးကွက်တန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်လာနိုင်တယ်လို့စီးပွားရေးလေလံသုံးသပ်သူတွေကခန့်မှန်းနေပါတယ်။ဒါဟာနေပညာကဏ္ဍရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကမောင်းနှင်အားဖြစ်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ AI ဟာလုပ်ငန်းတိုင်းမှာတော်လန်ပြောင်းလဲမှုတွေယူဆောင်လိုက်တာနဲ့အလားအလာတွေရှိတာကြောင့်ရင်းနှီးမြှုပ်နှံသူတွေစိတ်ဝင်စားမှုကိုအကြီးအကျယ်ဆွဲဆောင်နေပါတယ်။ ဒါ့အပြင်ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့တရုတ်နိုင်ငံကထွက်ပေါ်လာတဲ့မေလရဲ့စက်မှုထုတ်လုပ်မှုမှာနှစ်စဉ်17ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးတော့မျှော်မှန်းထားတာထက်ပိုပြီးတော့မြင့်မားလာခဲ့ပါတယ်။ဒါဟာတရုတ်စီးပွားရေးပြန်လည်ဥမော်လာမှုကိုဖော်ပြနေတဲ့အကောင်းမြင်တဲ့အချက်ပြမှုတစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာကုန်သွယ်ရေးနဲ့ထောက်ပံ့ရေးကွင်းဆက်တွေအတွက်တရုတ်ရဲ့စီးပွားရေးပြန်လည်နယ်လန်ထူမှုဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါပေမဲ့လည်းတရုတ်နိုင်ငံရဲ့အင်ချန်မီကဏ္ဍအကြက်တဲနဲ့ စားသုံးမှုပြန်လည်နလန်ထုံမှုနေကွေခြင်းတို့ကတော့စိန်ခေါ်မှုတွေအဖြစ်ဆက်လက်တည်ရှိနေသေးပါပဲ။ဇီဝရေးအခြေအနေတွေကစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေသလိုရာသီဥတုပြောင်းလဲမှုတွေကလည်းကမ္ဘာပြည်သူတွေအတွက်ကြီးမားတဲ့ချင်းချောက်မှုတွေဆက်လက်တည်ရှိနေပါတယ်။ဆက်လက်ပြီးတော့လည်းရာသီဥတုပြောင်းလဲမှုကမ္ဘာဒေသအလိုက်အပူလိုင်းတန်တဲ့သဘာဝဘေးတွေအကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်။ဇွန်လ20ရက်နေ့မှာတော့ရာသီဥတုပြောင်းလဲမှုရဲ့တက်ရောက်မှုတွေဟာကမ္ဘာအသီးသီးမှာဆက်လက်ပြင်းထန်စွာဖြစ်ပွားနေစေပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ကဘာကြီးဟာတမိုင်းတစ်လျှောက်အပူဆုံးနှစ်တည်းကတစ်နှစ်ကိုဖြတ်တန်းနေရတယ်လို့သတိပေးနေကြပါတယ်။အာရှဒေသမှာအပူလိုင်းတန်ရဲ့တည်ရောက်မှုတွေအနေနဲ့ကတော့အထူးသဖြင့်အာရှတိုက်မှာအပူလိုင်းတန်ဟာအပြင်းအထန်ရက်ခတ်နေပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာအပူလိုင်းတန်ကြောင့်ဥတ္တရာပရာဒက်ပြည်နယ်ထဲမှာပြီးခဲ့တဲ့ရက်သက်တစ်ပတ်အတွင်းကလူ68ဦးကျော်ဒေဆုံးခဲ့တယ်လို့ဒေသခံကျန်းမာရေးအရာရှိတွေကအစီရင်ခံခဲ့ပါတယ်။အပူချင်းဟာလည်း49ဒီဂရီစင်တီဂရိတ် 120.2ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်ခဲ့ပြီးတော့ပြည်သူတွေဟာအသက်ရှူရခက်ခဲတာမူးဝေတာအပူရှက်တာစားတဲ့ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လျှက်စစ်တအားပြတ်တောက်မှုတွေနဲ့ရေရှားပါမှုတွေကလည်းပြည်သူတွေရဲ့ဘဝကိုပုံမှုခက်ခဲစေခဲ့ပါတယ်။အိန္ဒိယရာသီဥတုဌာနကတော့လာမယ့်ရက်သက်တပတ်တွေအတွင်းမှာအပူလိုင်းတန်ဆက်လက်ပြင်းထန်နိုင်တယ်လို့သတိပေးထားပါတယ်။ဥရောပနဲ့ကမ္ဘာတခြားဒေသတွေမှာသဘာဝဘေးအနေနဲ့ကတော့ဥရောပမှာလည်းစပိန်နဲ့ပြင်သစ်နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုတွေဆက်လက်ဖြစ်ပွားနေပြီးတော့စိုက်ပျိုးရေးကဏ္ဍနဲ့တောက်သုံးရေအရင်းမြစ်တွေကိုချိန်ချောင်းနေပါတယ်။စပိန်အစိုးရကရေအုံပြုမှုကိုကန့်တတ်ဖို့နဲ့စိုက်ပျိုးရေးကဏ္ဍကိုကူညီဖို့အရေးပေါ်အစီအမံတွေကိုချမှတ်ခဲ့ရပါတယ်။မိုးခေါင်မှုကြောင့်တိနံအထွတ်နှုန်းတွေကျဆင်းပြီးတော့စားနပ်ရိက္ခာဖူလုံမှုကိုပါတက်ရောက်နိုင်တယ်လို့ဇိုးရင်ပူပန်မှုတွေရှိနေပါတယ်။ဒါ့အပြင်အမေဇုန်မိုးတစ်တောမှာလည်းမီးလောင်မှုတွေဆက်လက်ဖြစ်ပွားနေပြီးတော့ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ကမ္ဘာရာသီဥတုစနစ်အပေါ်မှာ ကြီးမားတဲ့တက်ရောက်မှုတွေရှိနေတယ်လို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကသတိပေးခဲ့ပါတယ်။မိုးတစ်တောက်ပြုံးတိမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးတော့ကမ္ဘာကြီးပူနွေးလာမှုကိုပုံမဆူဝါးစေပါတယ်။နိုင်ငံတကာရဲ့တုံ့ပြန်မှုနဲ့အနာဂတ်ရဲ့စိန်ခေါ်မှုတွေအနေနဲ့ကတော့ကုလသမဂ္ဂပတ်ဝန်းကျင်အစည်းအဝေး UNEP ကကမ္ဘာနိုင်ငံတွေနဲ့ကာဝန်ထုတ်လုပ်မှုလျှော့ချရေးပန်းနိုင်တွေကိုပုံမမြင့်တင်ဖို့တဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဖို့တိုက်တွန်းခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုတန်ကြောင်ဖြစ်ပေါ်လာတဲ့ရွှေပြောင်းနေထိုင်သူတွေရဲ့အရေးအတွက်ဟာလဲဆက်လက်မြင့်တက်နေတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကထုတ်ပြန်ထားခဲ့ပါတယ်။ဒါဟာရာသီဥတုပြောင်းလဲမှုဟာတဘာဝပတ်ဝန်းကျင်ပြဿနာတက်တက်မဟုတ်ဘဲနဲ့လူမှုရေးစီးပွားရေးလုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ပါဆက်ဆက်နေတယ်ဆိုတာကိုပြသနေပါတယ်။ကမ္ဘာကောင်းဆောင်နေအနေနဲ့အရေးပေါ်အစီအမံတွေချမှတ်ပြီးတော့ပို့မှုရေရှည်တည်တဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့လိုအပ်နေပါပြီ။ နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်မဲ့ဤပညာနဲ့သိပ္ပံပညာတိုးတက်မှုတွေအကြောင်းကိုဆက်လက်နားဆင်ကြည့်အောင်ပါဤပညာတိုးတက်မှုတွေအနေနဲ့ကတော့ AI ရဲ့ကျန်းမာရေးကဏ္ဍမှာကြီးစိုးမှုနဲ့အာဂါတစူဇန်လေးလာရေးရဲ့မှတ်တမ်းအစ်စ်တွေကိုပြောပြပေးခြင်းပါတယ်ဇွန်လ20ရက်နေ့မှာတော့ဤပညာနယ်ပယ်မှာလဲစိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်တွေရှိနေခဲ့ပါတယ်အထူးသဖြင့်ဉာဏ်ရည်တု AI ရဲ့တိုးတက်မှုတွေကကျွန်တော်တို့ရဲ့ဘဝပုံစံကိုပြောင်းလဲပေးတော့မယ့်အလားအလာတွေကိုပြသနေပါတယ် ညာယီတု AI ရဲ့ကျမ်းမာရေးကဏ္ဍမှာထိုးဖောက်ဝင်ရောက်မှုဒီကနေ့မှာတော့ Google DeepMind ကသူတို့ရဲ့နောက်ဆုံးပေါ်ညာယီတု AI model တစ် Mapper M2 ဟာစီးပညာဆိုင်ရာယောဂရှာဖွေမှုတွေနဲ့မိခွင်းတွေဖြည့်ဆို့ရမှာအံ့ဩစရာကောင်းလောက်အောင်တိကျမှန်ကန်နေခဲ့တယ်လို့ Nature Medicine Journal မှာသူတည်သနစာတမ်းတစ်ဆောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီ AI ဟာအမေရိကန်ဆရာဝန်တွေနဲ့လိုင်စင်ဆောင်မှုပွဲရမှတ်ကိုတောင်မှကြော်လွန်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ AI နည်းပညာယောဂရှာဖွေမှု ဥတမှုအစီအစဉ်ရေးဆွဲမှုနဲ့စေဝါသက်တွေကိုရှာဖွေမှုစတဲ့ကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်တယ်ဆိုတာကိုပြသနေပါတယ်။မပယ် M2 လို့ AI စနစ်တွေဟာဆရာဝန်တွေကိုလူနာတွေရဲ့ယောဂအမှတ်တမ်းတွေကိုပုံမှန်မြန်ဆန်တိကျစွာခွဲခြံစိတ်ပြနိုင်ဖို့ကူညီပေးနေပါတယ်။ဥပမာအနေနဲ့ယောဂရှာပါသူတွေရဲ့ယောဂရှာဖွေမှုမှာအခက်အခဲရှိတာမျိုးဒါမှမဟုတ်ယောဂလက္ခဏာတွေရှုပ်ထွေးနေတဲ့အခါမျိုးမှာ AI ကအချက်လက်တွေကိုကြည်ကြည်ပြန့်ပြန့်ခွဲခြံစိတ်ပြပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ယောဂါတွေကိုအကြံပြုပါတယ်။ဒါဟာလဲဆရာဝန်တွေရဲ့လုပ်ငန်းဝင်ပြီးမှုကိုလျှော့ရှာပေးပြီးတော့လူနာတွေအတွက်ပုံမှုကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးစွမ်းနိုင်မှာပါ။ဒါမှမဟုတ် AI ရဲ့ကျင့်ဝတ်ဆိုင်ရာရှုထောင့်တွေအချက်အလက်လုံခြုံရေးနဲ့ AI အပေါ်မှာအလွန်အကျွံ့မိခိုမှုစတဲ့စင်ကုန်မှုတွေကိုပြန်လည်သတိပြုရမှာဖြစ်ပါတယ်။အဂါဒါဆူဇန်လီလာရေးရဲ့အမှတ်တိုင်တဲ့ PH ရဲ့ Starship အောင်မြင်မှုအကြောင်းကိုပြောပြပေးခြင်းပါတယ်။ဒီကနေ့မှာတော့အဂါဒါဆူဇန်လီလာရေးနဲ့ပင်ပါလေတမိုင်းဝင်မှတ်တမ်းတစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။ SpaceX ကုမ္ပဏီရဲ့ Starship တုံးမြတ်ဟာ၎င်းရဲ့လေကြိမ်မြောက်စမ်းသပ်ပြန်သတ်မှုကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့ SpaceX တီထောင်သူ Elon Musk က Twitter မှာရေးသားခဲ့ပါတယ်။တက္ကသပြည်နယ်ရှိ Starbase ကနေလွှင့်တင်ခဲ့တဲ့ Starship ဟာကမ္ဘာပတ်လမ်းကြောင်းကိုအောင်မြင်စွာရောက်ရှိခဲ့ပြီးတော့ Pacific မုတ်တရာထဲမှာလည်းအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ရခင်စမ်းသပ်ပြန်သတ်မှုတွေမှာဒုံမြန်ရဲ့အဆင့်ကွာခြားမှု, state separation နဲ့ဆင်းသက်မှုအပိုင်းတွေမှာအခက်အခဲတချို့ရှိခဲ့ပေမဲ့ ဒီဒီချိန်မှာတော့တိတာတင်ချတဲ့တိုးတက်မှုတွေကိုပြသနိုင်ခဲ့ပါတယ်။ Starship ဟာလနဲ့အင်္ကာကြိုကိုလူသားတွေနဲ့ကုန်ပစ္စည်းတွေအများများပို့ဆောင်မဲ့ NASA ရဲ့ Artemis အစီအစဉ်ရဲ့အဓိကအစီအပိုင်းဖြစ်ပါတယ်။အဲဒီအောင်မြင်မှုဟာလည်းလူသားတွေအာကာသကိုပုံမနီးကပ်စွာစူးစမ်းနိုင်ဖို့တခြားဂြိုလ်တွေမှာအခြေချနေထိုင်ဖို့အတွက်အရေးပါတဲ့လမ်းခင်းနေတာဖြစ်ပါတယ်။ SpaceX အနေနဲ့ Starship ကိုမကြာမီကာလမှာပုံမှန်ပြန်တန်းနိုင်ဖို့ဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။နားဆင်သူပရိသတ်ကြီးခင်ဗျာ။ ဒါတွေကတော့ဒီကနေ့ဇွန်လ20ရက်နေ့ရဲ့နိုင်ငံတကာထိပ်တန်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့သတင်းတွေပဲဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲရဲ့အရှိန်အဟုန်အရှိအလဲပိုင်းဒေတာရဲ့တန်တမန်ရေးရာကြိုးပမ်းမှုတွေကမ္ဘာစီးပွားရေးရဲ့အစိန်ခေါ်မှုတွေနဲ့ဤပညာဆိုင်ရာတော်လှန်ပြောင်းလဲမှုတွေအပြင်ရာသီဥတုပြောင်းလဲမှုရဲ့တည်ရောက်မှုတွေကိုကျွန်တော်တို့အတူတူလေ့လာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီသတင်းအချက်အလက်တွေကိုတင်ဆက်ရမှာကျွန်တော်တို့ဟာယုံကြည်စိတ်ချရတဲ့နိုင်ငံတကာသတင်းဌာနကြီးတွေသုတေသနအဖွဲ့အစည်းတွေနဲ့ တရားဝင်အစိုးရထုတ်ပြန်ချက်တွေကိုအဓိကကိုးကားထားတာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ writer Bloomberg AP စတဲ့နာမည်ကျော်သတင်းဌာနကြီးတွေကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF, UNHCR, OCHA, UNEP ကမ္ဘာဗဟိုဘဏ်တွေရဲ့ထုတ်ပြန်ချက်တွေသိပ္ပံဂျာနယ်ရှင်ကြီးတွေရဲ့ Nature Medicine နဲ့သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေရာသီဥတုဌာနတွေနဲ့စတဲ့အရင်းအမြစ်တွေကိုအခြေခံပြီးတော့တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီလိုခိုင်လုံတဲ့အရင်းအမြစ်တွေကိုအသုံးပြုတင်ဆက်ထားတာကြောင့်ပြည်သက်ကြီးအနေနဲ့ကျွန်တော်တို့တင်ပြထားတဲ့သတင်းအချက်လက်တွေကိုအပြည့်အဝယုံကြည်စိတ်ချနိုင်ပြီးတော့ကမ္ဘာရေးရာအဖြစ်အပျက်တွေနဲ့ပတ်သက်လို့စိတ်ချယုံကြည်စွာနားဆင်နိုင်ကြောင်းအသိပေးလိုပါတယ်။ဒီလိုကမ္ဘာရေးရာအဖြစ်အပျက်တွေဟာကျွန်တော်တို့ရဲ့ဘဝကိုတိုက်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်ပြီးတော့တရားမှုတွေရှိနေတာကိုလည်းမြင်တွေ့နိုင်ပါတယ်။သတင်းတွေကိုနားထောင်ရင်းနဲ့ကျွန်တော်တို့ကမ္ဘာကြီးဟာဘာတွေဖြစ်ပျက်နေရလဲဘယ်လိုတွေပြောင်းလဲနေရလဲဆိုတာကိုနားလည်ပြီးတော့ပုံမှန်တက်ကြွတဲ့နိုင်ငံသားတွေဖြစ်လာဖို့ အထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းအချက်အလက်တွေကိုပဲတင်ဆက်ပေးသွားပါမယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။